TikTok တစ်ပုတ်ရရုံနဲ့30ရမယ်ဆိုလို့ရှိရင်စိတ်ဝင်စားလား video ဖန်တီးရတာဝါသနာပါတဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ Skyward EV မြန်မာနေပြီးတော့ကျင်းပရဲ့ TikTok challenge လေးတစ်ခု ရှိပါတယ်။အဲ့ဒီပြိုင်ပွဲမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီ Bela 14ရက်15ရက်16ရက်3ရက်မှာဆိုလို့ရှိရင်မြန်မာ Plaza Promotion Area မှာကျင်းပမယ် Skyward EV မြန်မာရဲ့ launching event ကိုလာပြီးတော့ကျွန်တော်တို့က Skyward EV ကားကြီးနဲ့အတူ TikTok video တစ်ပုတ်ဖန်တီးရမှာဖြစ်ပါတယ်။ဒီ video ထဲမှာပါဝင်ရမယ့်အချက်တွေကတော့နံပါတ်1ချက်အနေနဲ့ဆိုလို့ရှိရင်တော့3300ကျော်နဲ့ subscriber တစ်စီးရမယ်။ နံပါတ်2ချက်အနေနဲ့ကတော့ Skywalk EV ရဆိုလို့ရှိရင်ဥရောပကိုတင်သွင်းရောင်းချတဲ့ EV ဖြစ်တာဖြစ်တဲ့အကြောင်းအတွင်းကအန်တီးရီးယားကိုကျယ်ဝန်းတယ်နောက်ဘက် cargo space ကလည်းကျယ်ဝန်းတာဖြစ်တဲ့အတွက်ကြောင့်ခေါင်းဆက်တစ်ဆက်ကတော့ကောင်းကောင်းအောင်မဆန်းဘူး Skywalk EV က size size ဆိုလို့ range ကလည်းများတယ်တစ်ခါအားပြည့်တွင်းနိုင်ုံနဲ့ရန်ကုန်ကနေပြီးတော့နေပြည်တော်ထိအရောက်မောင်းလို့ရတယ်စားတဲ့ချက်တွေပေါ်မှာမူတည်ပြီးတော့ TikTok ဗီဒီယိုတစ်ပုဒ်ကိုဖန်တီးပေးရမှာဖြစ်ပါတယ်ဗီဒီယိုရဲ့ကြာချိန်ပေါ့နော် duration နေတဲ့ဆိုလို့ရှိရင်10မိနစ်ထက်မနည်းတော့9မိနစ်ထက်မပိုတော့ဗီဒီယိုတစ်ပုဒ်ကိုဖန်တီးပြီးတော့မိမိရဲ့အကောင့်မှာ public post နဲ့တင်ပေးရမှာဖြစ်ပါတယ် ပြီးတော့ caption မှာဆိုလို့ရှိရင်တော့ skywar skywar ev မြန်မာ skywar 6 million tiktok challenge ဆိုတဲ့ hashtag သုံးခုကိုရေးပြီးတော့ public နဲ့ post ရမှာဖြစ်ပါတယ်။ပါဝင်ရှင်ပြိုင်ထားတဲ့ video တွေထဲက credit အဖြစ်ဆုံးအကောင်းဆုံး skywar ev ကိုအပေါ်လင်းဆုံးရိုက်ကူးပေးတဲ့သူတွေကိုပထမဆုက330ဒုတိယဆုက330တတိယဆုက10သိန်းနောက်နှစ်သိန်းဆုနှစ်ဆုကိုအစစ်အစစ်ချီးမြှင့်သွားမှာဖြစ်ပါတယ်။ရီဗျူအပ်တဲ့ချက်တရားဆိုလို့ရှိရင်တော့ကျွန်တော်တို့ကမေလ16ရက်နေ့မှာနောက်ဆုံးထားပြီးတော့မြန်မာပလာဇာပရိုမိုးရှင်းအေရီးယားမှာည9နာရီနောက်ဆုံးထားပြီးတော့ဗီဒီယိုတွေရိုက်ကူးပေးရမှာ ဖြစ်ပါတယ်ကိုရိုက်ထားတဲ့ဗီဒီယိုကို public post တင်ပြီးတော့ကျွန်တော်က link ကိုမေလ26နေ့မှာနောက်ဆုံးထားပြီးတော့ Skywalk EV မြန်မာတင်းဆက် Viber ကိုပေးပို့ပေးရမှာဖြစ်ပါတယ်ကိုကပေါ့နော်စရွေးချယ်ချင်းခါရဲဆိုလို့ရှိရင်လဲစကြေးကိုထုတ်ယူဖို့အတွက်ကို link ပေးပို့ထားတဲ့ screenshot တော့၎င်းပေါ့နော်အဲ့ဒါကိုအထောက်ထားအနေနဲ့တင်ဆက်ထားရမှာဖြစ်ပါတယ်အရင်ပွားစရာတစုံတရာဖြစ်လာခဲ့သည့်ရှိတော့ Skywalk EV မြန်မာတင်းရဲ့အဆုံးဖြတ်ကသာအမှန်ကန်ဖြစ်ပါတယ်ခင်ဗျာအဲ့တော့ TikTok ဆော့ပြီး330ရယူဖို့ Skywalk EV မြန်မာရဲ့6 million TikTok channel မှာပါဝင်ဖို့မမေ့နဲ့နော်